မရန်ကုန်မြို့နယ်မှာလောင်ခဲ့တဲ့မိကြောင်ဒုက္ခရောက်ခဲ့ရသူတွေကိုအော်ရီတူးမြန်မာကလှူဒန်းခဲ့ပါတယ်။ဒီပေသိမ့်ပြည်သူတွေအတွက်တောက်ရည်တန့်အပါဝင်အကိုရည်တန့်ရှင်ရေးပစ္စည်းတွေကိုလှူဒန်းခဲ့တာဖြစ်ပါတယ်။တောက်ပကောင်းမွန်တဲ့အနာဂတ်စီတို့ဆိုတဲ့စံပေါ်တိုင်းအကူအညီတွေပေးနေတဲ့အော်ရီတူးမြန်မာအနေနဲ့အခုလိုအရေးပေါ်အခြေအနေမှာကူညီပေးနိုင်တာကြောင့်ဝမ်းသာပီတိဖြစ်နေပါတယ်။ ဒါဆိုလို့ရှိရင်စီကူးမြန်မာရဲ့ဒီ CSR အတ္တီရဲကနေပြီးတော့ဒီမြန်မာနိုင်ငံပြည်သူတွေအတွက်ကိုတကယ်ကိုကူညီရမယ်ဟိုလူနာကလို့ဒီကောင်းမွန်အောင်လုပ်ပေးရမယ်ဆိုတော့ဒီရွယ်ချက်တွေအတိုင်းကိုဟိုလှုပ်ဆောင်ပေးခြင်းဖြစ်ပါတယ်เนาะတောက်ပကောင်းမွန်သောအနာဂတ်စီသူဆိုတဲ့ commitment ထားရှိထားပါတယ်အဲကြောင့်ဒီလူတွေကိုအမြဲတမ်းကောင်းမွန်တဲ့ဟိုအနာဂတ်တွေရရှိအောင်လှုပ်ဆောင်ပေးတယ်အခုဆိုရင်လည်းကုနာကလို့မြန်မာနိုင်ငံချက်ချင်းဒီအသင်းနဲ့ပူးပေါင်းပြီးတော့လူသားချင်းစာနာရေးအနေနဲ့မိဘဒုက္ခရောက်နေတဲ့ပြည် ူတွေကိုဟိုကုညီပေးခြင်းဖြစ်ပါတယ်ဒီဥရုမြန်မာကနေပြီးတော့တကယ်ကိုအရေးပေါ်လိုအပ်နေတဲ့ဒီအနေအထားမှာပေါ့နော်ပြည်သူတွေကိုကုညီပေးနိုင်တဲ့အတွက်ကြောင့်ဒီတကယ်ကိုဝမ်းဝမ်းသာပီတိဖြစ်ရပါတယ်ဖေဖော်ဝါရီလ2ရက်နေ့ကမြန်ကုန်မြို့နယ်မှာလောင်ခဲ့တဲ့မိကြောင်အင်းရှင်90နီးပါးပျက်စီးခဲ့ရပြီးလူအယောက်900ကျော်အိုးမဲ့အိမ်မဲ့ဖြစ်ခဲ့ရပါတယ်။အော်ဒူးမြန်မာဟာမေတီလာရှင်ကြောင့်10ကြောင်အင်တောင်စု85စု အင်ရှေ55လုံးနဲ့မိပေးတဲ့ပြည်သူ492ယောက်တို့အတွက်လှူဒန်းခဲ့တာဖြစ်ပါတယ်။အခုလိုလာပြီးလှူဒန်းပေးတဲ့ပေါ်ကျေးဇူးတင်ပြီးဆုတောင်းပေးခဲ့သူကတော့မိပေးတဲ့ပြည်သူတို့ဖြစ်တဲ့ဦးမျိုးလွင်ပါ။အခုလိုလာပြီးလှူဒန်းပေးတာအမှန်တန်ဝမ်းသာပါတယ်။ဆုံးချုံးသွားတာလေတဝက်တချို့တဝက်ပြန်ရတယ်လို့ပဲခြေထဲမှာမှတ်တယ်။အစာရတော့လည်းမူရပါဘူးအခြေခံထမင်းရောက်လာတာပဲခြေလျှောက်လို့ ဒီလိုဒုက္ခရောက်နေတဲ့လူရေးပေးဒေးပေးမီးပေးတဘာပေးရနေရောက်တော့ဒီတက်ပို့ပြီးတော့တူနန်တန်းနိုင်ပါစေလို့ကုညီနိုင်ပါစေလို့ဟိုကတော့မြစ်တာပို့ပါတယ်ချူတောင်းပါတယ်ကွာအားလုံးဝင်လက်သွားပါတယ်ခြေသူလက်အများကြီးတင်ကြပါတယ်လို့အားလုံး